အာမင်္ဂလာပါဆရာမမင်္ဂလာပါဩဒီနေ့အခုလိုမျိုးဘွဲ့ရသွားရတော့เนาะအကုန်ယူပါတယ်လို့အာကျွန်တော်တို့အင်တာဗျူးနည်းနည်းလောက်ရင်းသွင်းပြစကားလေးပြောပြောပြပါအောင်เนาะပထမအဦးဆုံးအနေနဲ့ဆရာမရဲ့နာမည်ကိုတည်ချင်ပါတယ်မူတုကဟုတ်ကဲ့ပါခင်ဗျာဒါဆိုဆမကဘေဒီတာနဲ့လာပြီးတော့မှတက်ရောက်အောင်မြင်ခဲ့တယ်လေလက်ရှိရရခုံပါပဲနေအောင်ရန်ကုန်ကဟုတ်ကဲ့ပါအခုချိန်မှာဆမရဲ့ပျော်ရွှင်မှုကဘလောက်များဖြစ်နေမလဲအ ပြောပြပေးပါဦးမပြောပြတဲ့မပြောပြတဲ့ဘာဖြစ်လဲဆိုတော့ဒီတစ်ခါမှလည်းဘွေးကြီးပြင်းတော့မှဆက်ကြုံရမယ်ခေစားကြောင့်မဖြစ်ဘူးရဲ့တစ်ခါမှလည်းတော့ကောင်းကောင်းဝင်ပြီးဆုံးခဲလို့ရန်ကြော်ရယ်ဘူးပြောပြမယ်ဟုတ်ကဲ့ကျောင်းတက်ခဲ့တဲ့ကာလတစ်ချောင်းလုံးမှာဆ iam ဘယ်လိုတွေများစူးစမ်းခဲ့လဲတစ်ဖွဲ့လုံးကတရားမစူးစမ်းခဲ့ရတော့မဟုတ်ဘူးနော်မဲဒီတစ်ဖွဲ့လုံးစီစီလုံးလုံးနဲ့စူးစမ်းခဲ့တယ်စူးစမ်းရတဲ့အချိန်မှာလည်းပဲ အားလုံးနည်းများများများတွေ့ဆိုင်ခြင်းမရှိဘူးအတူတူကြီးကြီးပြောမှာစာမို့ဝင်နေတာတစ်ခါချင်းမရှိဘူးဒါပေမဲ့လည်းပဲနောက်ဆုံးချိန်ရောက်တဲ့အချိန်အတူတူဒီအဖွဲ့အစည်းနဲ့ဒီတိုးတိုးကြီးကလုပ်ခဲ့လို့ထင်ပါတယ်ဟုတ်ကဲ့အမတ်တရများရှိမယ်ဆိုရင်အမတ်တရတဲ့တစ်ခုလောက်ကိုပြောပြနိုင်မလားပြအမတ်တရကတော့မမရရလေးတစ်ခုပေါ့နော်ရေရန်ဖြစ်လိုက်ပြန်ဖြစ်လိုက်လို့ရောရောတကယ်ကြီးပုံစံအဲ့လိုဖြစ်နေတယ်တရေကမမရတာဒီ၃ချိန်မြောက် ကင်ကြီးအား first semester အဲ့ဒီချိန်လုံးကနောက်ဆုံး try right ပြပါတာရှိတယ်။အဲ့ဒီဆောင်ရလို့ EC တစ်ခွက်လုံးစုပြီးတော့မှကျူးကျူးဆဆောင်းနဲ့စာကျက်မယ်ဆိုတော့ခန်းထဲမှာအတူတူနေရင်းထဲမှာတညလုံးမုတ်စားရင်းနဲ့ပျော်ပါမိသွားရဲ့ဒီညတညပေါ်အဲ့နောက်မှာတော့ဆောင်းမဖြေရှင်မှာမဖြေနိုင်ဘူးကော။အဲ့ဒါတော့အားလုံးဒီတစ်ခွက်လုံးအတွက်အမှတ်တရအရင်ချိန်မှအမှတ်တရဖြစ်နေလို့ဒီမှာရယ်။ဒါဆိုရင်ဒီဆရာမအကြောင်းပြီးသွားရဲ့နောက်ပိုင်းမှာဆရာမဘာတွေလုပ်ဖို့ရှိရလဲ။ ောင်းပြီးသွားရင်ဟုတ်ကဲ့အင်းဟိုကြီးဘယ်လိုပြောရလဲစတာစတာတကယ်တော့အကြောင်းပြီးသွားလို့ရှိရင်ဒီနေ့လုံးလုံးကိုဒီမူဂျူလို့ခိုးတက်ခြင်းစီလဲဒီနေ့ပြည့်ရင်နောက်မှာမူဂျူလုပ်မယ်ဆိုမှသမုတ်တက်ချရအခုတော့ဒီ partner နဲ့ join ထားတာရှိတယ်เนาะအာဟုတ်ကဲ့ပါတခုနောက်ဆုံးမေးခွန်းနေနေလေဒီ MRPSD ចောင်းသားចောင်းသူတွေကို MR စကားတစ်ခွန်းလောက်ပြောပြောခဲ့ပြနိုင်မလား ရှိတဲ့အချိန်မှာဘယ်မဖြစ်နဲ့အသက်နဲ့ကျောင်းချစ်တဲ့နေမျိုးမှာဆက်မိုင်းနဲ့ဆက်ဆိုင်ရေးတည်ဆောက်နေတော့ညာတန်တီယိုလော်ဂျီနဲ့ဆက်ဆိုင်ရေးတည်ဆောက်ဆက်ဆိုင်မိုင်းနဲ့ဆက်ဆိုင်ရေးတည်ဆောက်တောင်းပြီးတော့လို့ရှိရင်တကယ်အများကြီးထောက်ပြဖြစ်မယ်လို့ထင်ပါတယ်။ဟာဟုတ်ကဲ့ဆက်မကျေးဇူးတင်ပါ